ချို့ကဂုံပြုတ်ပေးမယ်ဆိုတဲ့ဟာလေးတစ်ခုရိုက်ကြရရှိပါတယ်။ဒီချို့ကသူအိုက်တာဂျေးကိုမပြောဘူး။ဒါတတိကိုတော့ပြောတာမဟုတ်ပါဘူး။အဲ့လိုမျိုးပေါ့နော်။ဒါရိုက်ဟိုတဲ့ဘာလဲမန်နေဂျာလေးကိုပြောတာပေါ့။အဲငါငါဂုံပြုတ်မယ်။ဂုံပြုတ်ခြင်းလို့ရိုက်ပေးမယ်။ငါ့ကိုပတ်စံစကားတွေမပြောနဲ့။ငါဂုံပြုတ်ပြီးတော့ရိုက်ပေးမယ်ဆိုတဲ့ကားလေးရှိပါတယ်။မရရသေးပါဘူး။ ပွဲလေးကဒီဒီစိန်စပယ်ဘူးကြောညာလေးကိုရိုက်ထားတယ်။အဟာပေါ့ရိုက်ပြီးွားပြီလေ။ဒါလေးကတသက် promotion ထပ်လုပ်တာပါပွဲလေးပါ။ဟိုကြောညာနဲ့မတူတော့အကြောညာမျိုးလေးကိုဖန်တီးထားတာပါစိန်စပယ်ဘူးကနေပြီးတော့လေ။အဲ့လိုမျိုးလေးဖန်တီးပြီးရိုက်ထားတာပါ။ဟိုတေဂီတာလေးကအစအတေဂီတာလေးကအစအဲ့လိုမျိုးပို့အကယ်ဒမီဒီယာမိုကနေတီးပေးထားတာပါနောက်ပြီးတော့ဂျူးမ်နေလဲဟိုတာမန်ဂျူးမျိုးမဟုတ်ဘဲနဲ့လေ အစမ်းလေးလုပ်ထားပါတယ်။ခိုင်းကြုံညာနဲ့မတူဘူးသမီးလေးရဲ့အဲသူကဟိုတီတီတို့ကိုတချင်းလေးပို့ကြတဲ့ရတချင်းလေးကအစမ်းလေးဖြစ်နေတယ်။အစိုးရလေးလည်းအဲ့လိုမျိုးပေါ့နော်အရန်တော်တယ်ပေါ့နော်။ ဲ့လိုမျိုးလေးကျုံလေးလေးအဆန်းလေးဖြစ်နေတယ်တီးထားတဲ့လူကိုယ်တိုင်ကလည်းဒီအမိုတီးထားတယ်အဲဆိုတော့အဆိုတော်တော့မသိဘူးအတန်းတော့တက်တော်နားထောင်လို့ကောင်းတယ်အဲ့ဒါလေးကိုတီတီတို့ဒါမရိုက်ခင်တည်းကသချင်းနေပို့တယ်ပို့ပြီးတော့အဲဒါလေးတွေကိုဟိုကိုပါရမယ်ကိုစိုးရမယ်အပိုက်ကလေးတွေကိုအရင်ကြိုကျက်ထားရတာပေါ့ကြိုကျက်ထားပြီးတော့ rehearsal တ냐လုပ်သေးတယ်ည9နာရီကနေတီတီတို့ညအဲဟိုလာဖြစ်သွားတယ်7နှစ်လောက်ဖြစ်သွားတယ်7 7နှစ်လောက်ဖြစ်သွားတာလေ အဲအဲ့ဒီလောက်အထီကိုအဲ rehearsal လုပ်တယ်လုပ်ပြီးတော့မှနောက်တနေ့မှရိုက်တာနောက်တနေ့မှရိုက်တာ rehearsal လုပ်တာတရက်ရိုက်တာတရက်ပေါ့တရက်ပေါ့နှစ်ရက်သူကနှစ်နှစ်ပေါင်း40 40တောင်းဟိုဖြတ်တန်းလာခဲ့ပြီးပြီပေါ့နော်အဲမန္တလေးမှာကြတော့ပင်ရင်မန္တလေးမှာနှစ်ဆိုင်နောက်ပြီးတော့ဒီ junction မှာတစ်ဆိုင်သုံးဆိုင်မှာနောက်ပြီးတော့သူကကြတော့အဲ GIA certificate လက်မှတ်ရထားတယ်ဟိုကမ္ဘာဈေးနှုန်းနဲ့အညီ နောက်ပြီးတော့ဟိုစိမ့်အရွယ်စားလိုက်တွေကိုကပ္ပစိမ့်နှုံးနဲ့အညီငယ်ဟိုရောင်းချတဲ့စိမ့်စပယ်ခုဖြစ်ပါတယ်နောက်ပြီးတော့ဒီစိမ့်စပယ်ခုကကြတော့အဲစိမ့်အရည်အသွေးအပန့်တွေအကောင်းတွေကိုပဲနဲ့တုံးထားတာဖြစ်တယ်နောက်ပြီးတော့အဲစိမ့်စပယ်ခုကနေပြီးတော့လဲကျင်တဲ့ပြန်ပြီးတော့အသက်တဖန်လဲကျင်တဲ့ဆိုလို့ရှိရင်လည်းအရည်အသွေးမှီတဲ့ပစ္စည်းတွေကိုပဲပြန်ပြီးတော့လဲပေးနေပါတယ်တီတီတို့အတွက်ဒါ ဟိုဘယ်လိုပြောမလဲကြော်ညာဆိုလို့ရှိရင်လေဒီကားဒီဟာလေးကကြတော့စိတ်စပယ်ကူကကြော်ညာလို့သာပြောတာအိုက်တာတွေအများကြီးပဲပါတယ်လေအများကြီးပဲပါတယ်အန်ဒီဝါအန်ဒီဝါပါမယ်ဟိုလေကိုဘိုးတဲ့ပါမယ်တီတီပါမယ်အထင်သစ္စာပါတယ်ချမ်းမင်းပါတယ်ဆွိပါတယ်အဲ့လိုဟိုဗာလဲမေးတောင်းပါတယ်အဲ့လိုမျိုးအများကြီးပဲလေ အဲအိုက်တာတွေအများကြီးပဲဟိုငှားပြီးတော့ရိုက်ထားတာဖြစ်တယ်။နောက်ပြီးတော့တီလုံးအစသချင်းအစအိုက်တာတွေအများကြီးငှားထားတာအစနောက်ပြီးတော့ဟိုခါတိုင်းကြော်ညာလေးဆိုလို့ရှိရင်တီတီတို့ကဟိုပြောပြပြီးတော့ရိုက်တဲ့နေ့ကျမှရိုက်လိုက်ကြတာလေ။ဟိုခဏလေး rehearsal လေးပြောပြပြီးတော့ရိုက်လိုက်ကြတာ။အခုဒါကကျတော့တရက်ကိုတတ်တတ် rehearsal လုပ်ပြီးတော့မှရိုက်တာပါ။အရင်ကကြော်ညာလေးတွေကြတော့ အဲ့လိုမျိုးပေါ့ဟိုရဟဆာလုတ်ပြီးတော့ရိုက်တာမျိုးမဟုတ်ဘူးအိုက်တာလည်းနဲတယ်လေတီတီပါမယ်နောက်တစ်ယောက်ပါမယ်မင်းမီပါမယ်မြန်သားပါမယ်အဲ့လိုမျိုးလေးရိုက်တာအခုကကျတော့အိုက်တာတွေအများကြီးနဲ့အဲ့အဲ့လိုမျိုးပေါ့တေးသေးချာချာလေးကျင့်ပြီးတော့မှလည်းရိုက်ရတဲ့ကြောင်ညာလေးဖြစ်တဲ့အတွက်ဒါကတော့တီနီရိုက်လာတဲ့ကြောင်ညာလေးကြောင်ညာလေးတွေမှာဒီကြောင်ညာကတော့အဲဘယ်လိုပြောမလဲနည်းနည်းကြီးကြီးမားမားလေးရိုက်တဲ့ကြောင်ညာလေးဖြစ်ပါတယ်အဲပိုတိုရိုက်တာလေးရှိတယ်ပိုတိုရိုက်ပြီးတော့တရုတ်ဆောင်ပဲအများဆုံးလုပ်တာပေါ့နော်အခုနောက် အရင်တုန်းကကြတော့ဟိုကြော်ညာကြော်ညာလိုပဲရိုက်တယ်လေပစ္စည်းလေးကိုဒါလေးကတော့ဘူးဖြစ်ပါဘလို့ရေသွေးလေးပါဒါလေးကဘလို့ကောင်းပါလဲသုံးကြည့်ပါဒါမျိုးလေးရိုက်တာပေါ့နော်အခုကြတော့အဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့ဇလန်းတူလေးတွေရိုက်လာတယ်မိမိရဲ့ဇလန်းတူလေးတွေရိုက်လာတယ်အဲမနေ့ကဆိုတတီဒီနေ့မနေ့မှမန္တလေးကပြန်ရောက်တာမနေ့ကမန္တလေးမှာတတီဟိုကကြိုက်ကြိုက်တယ်ဗါလဲမန္လာစတာကျွေပြားလေး အဲသူကကြားကင်းနေနေရန်ကတ်တာတွေအဲ့လိုမျိုးပေါ့နော်အဲဘိုင်ယိုရုဖ်တွေအဲ့လိုမျိုးဘတ်တက်တွေအကုန်လုံးအများကြီးပဲအဲ့ဒီမန်လာစတာကနေပြီးတော့ရိုက်တယ်ရိုက်တဲ့အခါမှာလည်းအဲ့လိုပဲပစ္စည်းလေးတွေကိုပဲဒါကတော့ဒီလိုဒါကတော့ဒီလိုဒါကတော့ဒီလိုအဲ့လိုကြီးညာတာမဟုတ်ဘူးမိရဲ့မဟုတ်ဘဲနဲ့ဇလန်းတူလေးနဲ့သွားထားတယ်ဇလန်းတူလေးနဲ့သွားထားတယ်အဲတိရမလားဟို လက်သူတို့ဟိုတဲ့ခလေးသူတို့အတွက်သူတို့ချီးပြီးတော့တောင်းရတယ်နောက်ကြတော့သူတို့သားလေးနိုင်ငံသားရောက်သွားပြီအဲအိမ်ကြီးကြွေပြားကတ်နေတယ်အဲ့လိုမျိုးပေါ့ဇလန်းလေးနဲ့အတုံးပြီးတော့ကြောညာလေးကိုပေါအောင်ရိုက်ထားတာကြောညာလေးတောက်ချောက်ရိုက်တယ်ဆိုတော့အရန်ကြီးနဲ့အကြီးကြီးတွေလည်းဟုတ်ပါဦးမမီးရဲ့အဲ့လိုမျိုးပေါ့ဟိုတီတီ ဘယ်လိုပြောမလဲအသင့်တအောင်သင့်တအောင်သင့်တအောင်လေးတွေအကောင်လုံးပေါ့အာတမာတိပေါ့နော်တမာတိပေါ့အဆင်ပြေအောင်သူလည်း producer လည်းအဆင်ပြေတီတီလည်းအဆင်ပြေအောင်အဲ့လိုလေးတွေညှိပြီးတော့ရိုက်တာပါတီတီတောင်မမတ်မိတော့ဘူးမင်းကြီးရဲ့တိလားတော်တော်ကြာပြီးရိုက်ထားတာလေတော်တော်ကြာပြီးရိုက်ထားဆိုမိချိုနဲ့မိချိုကက်နေရလေစွာနေရတီတီကစွာတာပဲရိုက်ရတာဘူးမင်းကြီးရဲ့မီချိုနဲ့စုံဖို့ရှိပါတယ်အဲ့လိုမျိုးပဲလေဟိုမီချိုကဂုံပြုတ်ပေးမယ်ဆိုတဲ့ဟာလေး တစ်ခုရိုက်ချင်ရှိပါတယ်။အချို့ကသူအိုက်တာဂျေးကိုမပြောဘူး။ဒါတတိကိုတော့ပြောတာမဟုတ်ပါဘူး။အဲ့လိုမျိုးပေါ့နော်။ဒါရိုက်တော့ဒီမလဲမန်နေဂျာလေးကိုပြောတာပေါ့။အဲငါငါဂုံပြုမယ်။ဂုံပြုခြင်းလို့ရိုက်ပေးမယ်။ငါ့ကိုပတ်စံစကားတွေမပြောနဲ့။ငါဂုံပြုပြီးတော့ရိုက်ပေးမယ်ဆိုတော့ဒါလေးရှိပါတယ်။မရရသေးပါဘူး။အဲ့ဒီဥစ္စာသမီးလေးရဲ့ ဘယ်လိုလဲဆိုတော့အဲတီတီဟိုဗီဒီယိုဟုတ်တယ်ဗီဒီယိုကားလေးတစ်ခုရိုက်တယ်ရိုက်တဲ့အခါကျတော့အဲတီတီဟိုအဲ့လိုမျိုးပေါ့လေရိုက်ခံနီးကြမှာအဲ့လိုစိတ်အကြီးတွေတို့ကတို့ပြောတဲ့ဟာကြီးပေါ့တီတီပြောထားတဲ့ဟာကြီးပေါ့နော်အဲ့လိုအကြီးတွေဝိချင်နေဆိုတော့တီတီမှာအဲ့ဒါမျိုးရှိဘူးလေသမီးလေးရယ်နော်ရှိတယ်လေကိုနဲ့ဟိုတင့်တင့်ရုံလောက်ပဲတီတီရှိတာပေါ့ငယ်လေးရယ်နော်အဲ့လိုမျိုးလေးဆိုတော့မရှိတဲ့ခါကျတော့ရိုက်ခံနီးကြမှာအဲ့လောက်ကြီးကြီးကြတော့ ကို့မှာလည်းမရှိတော့အရန်ခက်ခဲဖြစ်တယ်လေစိတ်လည်းအရန်အနှောက်ရှက်ဖြစ်ရတယ်လေအဲအဲ့ဒါလေးကိုဒီတရဟိုကိုဗစ်မှာတားလေးရအိမ်ကိုလာဖြူတော့အဲ့ဒါလေးဒီတရဖြူလိုက်တာမိမိအမှတ်မတင်ဖြူလိုက်တာကအဲ့လိုဖြစ်သွားတာပါ 2026မှာပြိသက်တွေရောမသားတွေတမိတွေကအကုန်လုံးသားတို့တမိတို့ကလည်းပြိသက်တွေသိကျင်တဲ့ဇကားလေးတွေကိုဆက်သွယ်ပေါင်းခုပေးတဲ့တရားလေးတွေဖြစ်တယ်။ဇကားလက်ဆောင်လေးတွေကိုယူသွားပေးတဲ့သားတွေတမိတွေဖြစ်တဲ့အတွက်သားတို့တမိတို့ရောပြိသက်တွေရောအားလုံးကြည်ကြည်လင်လင်ရွှေရွှေလန်းလန်းနဲ့နှစ်သက်မှာချမ်းသာဒုက္ခအပေါင်းပြည့်စုံကြပါစေလို့ဒီနေ့ကနေ့ဆုတောင်းမေတ္တာပို့တာပါတယ်။